တဲ့ပြည်သူကိုတရားခံလုပ်ပြီးတော့အာဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေမလုံရဲမကန်ရဲအောင်အဲအကန့်သက်ချက်တွေများသွားအောင်ဆိုပြီးတော့တရားခံလုပ်တာမျိုးဖြစ်လာတယ်။သွားနိုင်ဘူးပြောလို့ညင်းလို့ရှင်းပလိုက်ဆိုတဲ့အမိတ်နေရာလဲဒါဟိုနောက်ပိုင်းခက်စိတ်စိတ်ကြားလာပြီပေါ့နော် မင်္ဂလာပါတော့ပြည်သူ့အမှန်ငါတို့တန်စီစရာနေပြန်ပြီးကြိုဆိုပါရစေ။ဟုတ်မင်္ဂလာပါ။မင်္ဂလာပါ။နှုတ်ဆက်ပေးပါဦး။မင်္ဂလာပါ။အဲဒီနေ့ကောင်းနေပြောကြမယ်။ပြောကြမယ်ဆိုတော့ဒီမြင်းကြံမှာလည်းဒီရပ်ပိုင်းအတွင်းမှာတော်တော်ဆော်နေကြတာပေါ့နော်။မြင်းကြံအဖွဲတွေလည်းဟိုသတင်းကောင်းတွေအများကြီးကြားတယ်။ဒီနှစ်ရက်တော့အတွင်းမှာဖြစ်သွားတဲ့တိုက်ပွဲမှာဆိုရင်ဒါဆာကဆာ15ဦးသေတယ်။တန်ပြားကကားနှစ်စီးပေါ့နော်။အဲဒီနေ့တက်လာတော့တန်ချက်ကကားဆိုရတက်လာ။ မန်းတော့တန်အချက်လိုက်ကားတဲ့ကားတွေကိုတံပြားတွေကားထားတဲ့ကားနှစ်စီးအဒီကားနှစ်စီးကိုလည်းဖြက်စီးလိုက်နိုင်တယ်ဆိုပြီးတော့ဒါတရင်ရတယ်ပေါ့နော်အဲ့အဲ့တိုက်ပွဲမှာဆိုလဲအဖွဲတွေရတက်ကြွနေတဲ့ဒီအတန်နေပေါ့နော်ဟိုဘက်ကစစ်ကောင်စီဆိုရင်ဟိုဆဲတာနဲ့တည်းဆဲခါရတာနဲ့တည်းဒေလောက်တယ်ဟုတ်တယ်ဘက်ကအဖွဲတွေချတာတကုံဆဲတာညာသားတွေပေါ့နော်အဲအဲ့လိုပုံစံမျိုးလေဒါအာရဝန်းသားဆိုတွေ့ရတယ်ပြီးတော့ဒါတကယ်ပြောရင်တော့ခုနောက်ပိုင်းမှာအောင်မြင်မှုရလာပြီဆိုရင် ဟိုချက်ချင်းချက်ချင်းတက်လာတဲ့ဟာမျိုးတွေပြီးတော့ကျတော့အဲဒီပုံရိပ်တွေပေါ့နော်ဗီဒီယိုမှတ်တမ်းပုံရိပ်တွေဒါကဟိုဝါရဖြစ်လာမဟုတ်ဘူးအစ်စ်အမှန်ဆိုတဲ့ဟာမျိုးရတခါလေအာအဖွဲတာဝန်ရှိတဲ့သူတွေကလည်းတရင်ထနာကိုပြောတယ်အပြရနဲ့နောက်ကနေပြီးတော့ဒါတိုက်ပွဲပုံရိပ်တွေအစားထက်တက်လာတယ်ပေါ့နော်ဟိုကဘလုံးမှညင်းမရတဲ့ဟာလေအဲအဲ့လိုဟာမျိုးတွေကိုဒါအားရကြတွေ့ရတယ်ပြီးတော့အဖွဲတွေရဲ့ဒါစူပေါင်းလှုပ်ဆောင်နိုင်မှုပုံစံတွေလည်းမိုက်တယ်တဖြည်းဖြည်းနဲ့တော်တော်လေးပုံမိုက်လာတယ်အဲ့မှာတစ်ခုလေးပြောစရာတော့ရှိရအောင်ကွာဒါဘာလဲဆိုတော့ ကျွန်ဟိုအောင်အောင်အောင်မြင်ပြီးသွားပြီဗောနော်တိုက်ပွဲဖြစ်စဉ်အောင်မြင်သွားပြီရေးတာသွားပြီအဲ့မှာကျွန်တော်ပြန်စုဖွဲ့တဲ့ဟာမျိုးတွေဒါမှမဟုတ်လေဒါရှင်းလင်းတဲ့ကိစ္စမျိုးတွေမှာကျွန်တော်လူစုတဲ့အပိုင်းတွေကျွန်တော်နည်းနည်းစိတ်ပူလာဗောစိတ်ပူဆိုတခြားကြောင့်မဟုတ်ပါဘူးဒီအခုနောက်ပိုင်းမှာစစ်တပ်ကဒရုန်းကိုကောင်းကောင်းမွန်မွန်တုံးတက်လာတယ်အဲပြီးတော့တိတိကျကျတုံးတက်လာတယ်အဲ့တော့ လုံးတက်ဖွဲ့အနေနဲ့ဟိုခုနလိုပေါ့အောင်မြင်ပြီးသွားရင်လှိလင်းမြမြန်ပဲလုံးဆရာရှိရလုတ်ပြီးတော့ပြန်ပြီးတော့ဆုတ်ခွာတာမျိုးကျွန်တော်ဖြစ်စေချင်တာ။ဘာလို့ဆိုတော့နောက်ကနေပြန်လိုက်ပြီးတော့ဒါလင်းနဲ့ပြက်ခတ်တာမျိုးတွေအဲ35နဲ့လိုက်ပြက်တာမျိုးတွေအခု drone နဲ့ပေါ့နော်ပြီးတော့ပါရာမိုတာတွေဒါကတော်တော်လေးကိုသုံးဆွဲလာနိုင်တဲ့အပိုင်းတွေတွေ့ရတော့ဒါမျိုးတွေတော့နည်းနည်းစိတ်ပူတယ်ပေါ့နော်အဖွဲ့တွေကတော့အာရ1သာပြီးတော့ဒါလုတ်ကြတော့အဲ့ဟာတွေအတွက်လည်းတကယ်လည်းကျေးဇူးတင်တယ်ပြီးတော့ခုနလိုပေါ့နော်ဂယုပို့ပြီးတော့ဂယုစိုက်ကြဖို့ပေါ့အဲပြီးတော့ဒါလူစုတဲ့အပိုင်းတွေမှာဆိုလဲအမှန်တော့တို့ပြန်ပြီးတော့စုရက်က တနေရာတသက်ထားတင်တယ်ပေါ့နော်အဲ့နေရာမှာတိုက်ပွဲနေရာမှာပဲထားပြီးတော့စစ်ဆေးတဲ့ခါကျတော့အချိန်ပေးရတာမျိုးကြီးရှိမယ်ဒါစစ်ဆေးတာဆစ်ဆေးရမှာပေါ့နော်ဘယ်သူဘယ်သူကြံသေးလဲဘယ်သူရှိသေးလဲအဲဘယ်သူဟိုဟာဖြစ်တယ်လဲထိခိုက်တယ်အရတယ်ဒါမျိုးစစ်ဆေးရမျိုးရှိတယ်ဒါပေမဲ့အဲ့ဟာကိုတခြားတနေရာမှာလုံရင်ပုံမကောင်းလားပေါ့နော်အဲ့အဲ့ဒါလေးလည်းစဉ်းစားမိတယ်ဘာလို့လဲဆိုတော့စုရက်ကိုတခြားနေရာမှာထားတာဖြစ်တဲ့အတွက်တိုက်ပွဲနေရာနဲ့ဝေးတဲ့အခါခေါကောင်းနေအတွက်အဆင်မပြေဘူးပေါ့နော်အဲ့အဲ့ဟာမျိုးလေးလည်းမြင်မိအောင် တော့ပထမကတော့ဒီဟိုဘောဟိုတန်မြားကကားပေါ့အဲတန်မြားကတန်မြားကကားတန်မြားကကားနဲ့ပတ်သက်ပြောရရင်ကြီးလေး तू ကဟိုစစ်တပ်ကဟိုကားအောက်တော့ရိုးရိုးစီးရတဲ့အဆင်မျိုးမဟုတ်တော့မဟုတ်တော့ဘူးမဟုတ်တော့ဘူးပေါ့ရိုးရိုးစီးရတဲ့အဆင်မဟုတ်ဘဲနဲ့အဲတကားကို तू ဒီတန်မြားဆိုတဲ့အထူကလည်းကြီးလေးတနက်တကယ်လို့ပြစ်သွင်းရင်တော့သူကဝင်သားပဲအနီးကပ်လို့ရှိရင်တော့ဝင်သားပဲဟိုမဟုတ်လို့ရှိလေ ဒီတဲ့အထူးကြီးကရင်လည်းဟိုအထဲထဲမှာဟိုတို့ဘယ်လိုပြောရအောင်ကိုနေနာကားလို့ဖြစ်ဖြစ်တော့မှာပေါ့အလုံးအလုံးလိုက်ကြီးကားလည်းရွေ့မှာမဟုတ်တော့အေးလူလူကအထဲထဲမှာဟွာပြီးအလိုလိုမှစစ်တပ်ကကားရဲ့အင်ဂျင်ကမကောင်းရတဲ့ကြားတယ်ပေါ့နော်ဒါပေမဲ့တို့ကဘာကိုကြောက်လဲဆိုမျိုးရင်းတွေမှာဖြတ်တန်းသွားလာတဲ့အချိန်မှာတခါလဲပြောဦးပါမျိုးရင်းတွေမှာဖြတ်တန်းသွားလာတဲ့အချိန်မှာ तू ကနောက်ကနေဆိုင်ကနေကတ်လိုက်လာပြီးတော့ လက်ပြုံးတီးလေးမင်းကတီးလေးလက်ပြုံးပြစ်သွင်းသွားတာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်နောက်တခြားပေါ်လက်လုံးမိုင်းတို့ဘာလို့အဲ့လိုမျိုးဟိုစနက်တန်နဲ့မီးရှို့ပြီးတော့မှတို့တရုတ်လက်ပြုံးတို့ဘာလို့လို့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေပြစ်ပြစ်တင်တဲ့ဟာမျိုးတွေလုံးမဆိုးတဲ့အတွက်သူကအင်တန်ကြောက်ပြီးတော့မှလုံးတဲ့ဟာပေါ့ဒီဟာတော့သွားပြီးတော့တွေ့ရတယ်ပြီးတော့သူတို့ကချစ်တဲ့ကထပ်ပြီးတော့မှသူကထပ်ပြီး moment လေးတူလူတူအန်နီယကင်းအောင်ထပ်ပြီး moment လေးချစ်တဲ့ကလူတွေနဲ့အဝင်ခွင့်ရမဖြစ်လေပဲ ဟုတ်ဟုတ်အဲ့တော့ tap moment လေးအဝင်ကွင်ညမဖြစ်လေ tap moment လေးအဝင်ကွင်ညမဖြစ်လေတော်တော်ဦးကိုသူသူ့မှာအကြိုက်ရိုက်နေရတယ် tap moment နဲ့အထက်တရကောင်ကပတ်ဝန်းကျင်ကိုဘယ်လိုကြည့်ရမှန်းမသိတော့ဘူးဘယ်နှမရန်သူရှိမှန်းမသိဘူးဘယ်လိုတနက်ပြောင်းပြန်ပြစ်ဖို့အတွက်တနက်ပြောင်းထုတ်ထားလို့လည်းမရပြန်ဘူးဒီအလုံးပိတ်ကြီးထဲမှာမောင်းတဲ့ကောင်ကပဲမြင်ရမှာမောင်းတဲ့ကောင်ကထိပြီဆိုရင်မောင်းတဲ့ကောင်ကလည်းညီလေးရှေ့ပဲမြင်ရတာအဲသူကဘေးကာထားတာဖြစ်တဲ့အတွက်အဲ့တော့ပြီးရင်နောက်တစ်ခုက ဒါတစ်ချက်ပေါ့နော်သူတို့အတွက်လုံးဝဟိုအန်နီယကိုဘလို့မှကြိုတင်းပြီးတော့မမြင်နိုင်ဘူးပြီးနောက်တစ်ခုကသူကမြင်းကိုမြင်းကိုပချက်တက်ပြီးတော့မှမောင်းတယ်လို့မျိုးမြင်းကပချက်တက်လိုက်တဲ့အခါကျလို့ရှိရင်သူကဘေးတွေကိုမမြင်တော့ဘေးတွေကိုမမြင်ရလို့ရှိရင်သူကမျိုးထဲမှာမောင်းလို့ရတယ်ကားအတန်တို့ဘာတို့တွေဒီကားတို့ဘာတို့တွေ့ပြီးတော့မှလှမ်းပြီးတော့မှလှဲကိုဟိုကမဖြစ်အောင်လို့သူကရှစ်တက်တဲ့ကိုပဲကြည့်ပြီး ပြေးအောင်လို့ဒီကောင်နေလဲအတိုင်းပဲဘေးမှာအန်နီယယ်ရှိတယ်ဆိုတော့တိတိနဲ့တေအဓိကတေလန်းကိုပို့တာပဲညီလေးဘေးမှာအန်နီယယ်ရှိရဆိုတော့တိတိကြီးနဲ့ဒီလန်းကိုသွားရင်ငါတို့အန်နီယယ်မကင်းဘူးဆိုတော့တိတိနဲ့ကားသမားကိုလည်းဘေးကိုအကြည့်မခံဘူးချစ်တတ်တဲ့မောင်းပြီးတော့မှာဗာလဲဆိုညီကြီးသွားဆိုရင်သွားလိုက်ကွာအေးတခါတည်းညီမင်းတို့ဘယ်နှယောက်ပါလဲဟိုမှာချင်းဘယ်နှချင်းတူထားမယ်မင်းအဲ့ဒါမောင်းတာမောင်းတော့လို့ပြောပြောလိုက်တာနဲ့မြတ်သွားတူနေမလားပေါ့နော်တကယ်လဲအဲ့လိုပဲဖြစ်တာဗာပဲဖြစ်ဖြစ်သူတို့ရဲ့နောက်တန်းဌာနချုပ်နောက်တန်းဌာနချုပ်ကနေပြီးတော့ ဒီနောက်တန်းဌာနချုပ်အပြင်ကိုခြေတလန်းစွန့်ခွာစခွာပြီဆိုတာနဲ့ဒါရှေ့တန်းနေမျိုးရောက်ပြီလို့ပြောလို့ရတယ်ဘာလို့တော်လိုင်းတက်တွေကတခါလဲပြောပြီးတော့နောက်တန်းတက်ထိတကယ်ကိုလိုက်ပြီးတော့ကတ်နေပြီတိုက်နေပြီဖြစ်တဲ့အတွက်အဲ့တော့သူတို့မှဒုက္ခများရှေ့လုံးဝမထွက်ရဲဘူးမထွက်ရဲဘူးဆိုလို့ဒါမထွက်ရဲတဲ့အခါကျတော့ဟိုအလုံးပိတ်ပြီးတော့မှမင်းတို့အမထရေလို့တော့မရဘူးသွားမရဘူးမထရေလို့တော့မရဘူးမင်းသွားသွားမရမယ်အပေးအမြောက်ပေါ့လက်ထဲမှာတနတ်တွေရှိကြရောကမင်းတို့ ကြောက်နေလားမင်းချာလည်းကာပေးထားတာပဲ။တရားကြီးလည်းကာပေးထားရဲ့။ဒီအကြီးကပြီးရင်မထီးဘူးမမမှန်ဘူးလို့ပါတော့မှဒီမှာတီးထည့်လိုက်တာဟိုမှာကားကားတွေပါဟိုအဖြစ်ပြီးတော့မှဟိုပြဿနာတွေတက်ပြီးတော့ဟုတ်တယ်။တော်တော်ဟိုဟာဖြစ်သွားတဲ့သဘောမျိုးဟိုကြုံရတယ်ပေါ့နော်။အဲ့တော့မြင်းကိုပချက်တက်ပြီးတော့မှရှေ့ကိုပဲပြေးခိုင်းတာဘေးကိုဂယူးမဆိုင်နဲ့ဆိုတော့ရှေ့ကိုပြေးခိုင်းရင်ရှေ့ကိုပြေးခိုင်းတဲ့လမ်းကလည်းတေလမ်းဖြစ်နေတဲ့ဟာကိုဒီကောင်ဒီမှာမတီးဘဲနဲ့တော်တော်ဒုက္ခရောက်ပြီးလိုက်လို့ဟုတ်တယ်ရွေးချယ်တဲ့အရာမရှိဘူးပေါ့နော်။လိုက်လိုက်လို့ဒီမှာမသွားနိုင်ဘူးလို့ပြောရင်လည်း အချင်းချင်းပြန်ပြစ်ခံရမယ်ဟိုမသွားနိုင်ဘူးပြောလို့ညင်းလို့ရှင်းပလိုက်ဆိုတော့အမိတ်နေရလဲဒါဟိုနောက်ပိုင်းခက်စိတ်စိတ်ကြားလာပြီပေါ့နော်ဒါအပြင်ကိုပြန်ပြောတဲ့လူကရှိသလိုအပြင်ကိုပြန်မပြောဘဲနဲ့ဟိုအထဲမှာဘလောက်တောင်မှများနေပြီဘလောက်တောင်မှများနေပြီလဲပေါ့နော်ပြီးဒီတခြားဟိုပါစတွေကူထွက်လာတဲ့အချိန်မှာဟိုအင်တာဗျူးထားတဲ့အချိန်မှာသူတို့ရဲ့ဟိုဘာတွေကိုမေးကြည့်တဲ့အခါကျတော့လေကျွန်တော်တို့မင်းတို့ထွက်တာနဲ့မင်းတို့နောက်ကနေပြစ်မယ် ရှိတဲ့အဓိကပချက်တက်ပြီပဲချေချေချေသို့သာသွားတော့မင်းဘေးကိုပဲတော်လိုင်းတက်ဖွဲ့ဒီပြေးကိုလည်းမစင်းသားနဲ့ပြည်သူရင်ဝင်ခလုံးမလို့လည်းမစင်းသားနဲ့ရှိတဲ့တဲ့မင်းငါတို့မောင်းတဲ့အတိုင်းသာပဲကျိုးဆွဲရတာပြီးတော့ဆိုတော့အချိန်နည်းမျိုးကိုရောက်နေတာသွားတွေ့ရတယ်ပေါ့နော်ဟုတ်တယ်နောက်တစ်ခုကဒီဟိုဘက်မှာဆိုလို့ရှိရင်ဒီမုံရွာမန်လေးလမ်းမိုင်းမှာလည်းအဲဟုတ်တယ်တန်တချက်ကကားပဲတန်တချက်ကတန်များကကားပဲပေါ့နော်တန်အချက်လိုက်ကကားတန်များကကားပဲအဲ့ဒီမှာက ကြတော့ဘာသွားတွေ့ရတယ်ဆိုတော့ကားနှစ်စီးပဲကားနှစ်စီးကိုပြခတ်ရှင်းလင်းပြီးတော့မှဒီသူတို့ဘက်က16ယောက်လောက်ဆကားသားဘက်က16ယောက်လောက်တည်တယ်ပြီးတော့တနက်လက်နဲ့12လက်မျိုးစုံ12လက်ရတယ်ပေါ့နော်12လက်ရတယ်အဲ့ဒီမှာသူကជីလိုက်တဲ့ခါကျတော့ဦးသီးကောင်းဆောင်ကဒူဘိုဒူဘိုတော့ဦးဒီဒီဇင်မာလာတော့မှမရောက်နိုင်တင်းနှန်းဆင်းပေးထားတဲ့ကောင်းမြန်ဖြစ်မလားဒေးဗစ်ဒေးဗစ်ဒိုင်မင်ပေါ့ဒိုင်မင်လို့ဒါမှမဟုတ်ရင်ဟိုဟိုကနေ ဘာလဲပါထူကနေတင်းကောင်မြန်ဖြစ်မလားဗောနော်ဟုတ်တယ်တရားရောက်ဖြစ်လိမ့်မယ်ဗောအဲ့ဒူဘိုကသူကဒူဘိုကာလာမှာရှေတန်းခေါ်လို့မရဟာအဲ့ဟိုသူသူညွှန်ကြားချက်ကရှိပြီးသားဘာဖြစ်လို့တော့ဒူဘိုနဲ့ရှေတန်းသွားလို့ရှိရင်စစ်စင်ရေးမှုတမှုမှုဖြစ်လို့ရှိရင်သူကအမှုကိုရင်ဆိုင်ရတာနဲ့ဆိုရင် promotion store တို့ဘာတို့စာပေကတ်တို့ဘာတို့ထီးရင်တပွင့်ကြီးနဲ့ဆိုကြည့်မကောင်းဘူးဆိုတော့သူကနှစ်ပွင့်ပြည့်မှရှေတန်းအောင်ပြီးရင်တနှစ်တပွင့်နဲ့တနှစ်ပဲနေရတာဟုတ်အဲ့တနှစ်တာအတွေ့အကြုံကိုသူကနောက်တန်းဌာနချုပ်မှာ အဲတို့ဟို TDM ဝင်ပေါ့တောက်တောက်တို့မရလေးခိုင်းပြီးတော့မှသူကသူ့ကိုဒီစစ်တပ်နဲ့ပတ်သက်တဲ့ပညာရက်တွေကိုသူလေ့လာစေချင်တာပေါ့လေ့လာပြီးကမှလွတ်အောင်မဟုတ်ဘူးဒီကောင်ကိုဒီဒုဘဘွားနဲ့လွတ်တယ်အခါလေးလွတ်လွတ်တယ်ဟာလေအဲ့ဒီမှာတွတ်တွေ့တာလေသူတို့လမ်းလုံးညုံရေးဘာမှကိုမလုံးနိုင်မဲနဲ့ကားကိုအစကပြောတယ်ပချက်နဲ့ပဲတွတ်တူတာပဲဒီကောင်လေးလွတ်လွတ်ချလိုက်တာပေါ့နော်လွတ်ချလိုက်ပြီးတော့မင်းဒီကားကားကြီးကဘေးကကားထားတယ် ရှိတဲ့တဲ့ကြည်ပြီးတော့ဒါလိုချင်တဲ့ခရီးကိုသွားအဲ့မှာ तू ကယတပြည်သူရဲ့ကားကို तू ကဂျားထဲကနေပြီးတော့မှဒစားကန်ပုံစံမျိုးထားပြီးတော့မှဟိုဒီကောင်းတွေကလည်းလှုပ်တာကိုသွားတွေ့ရအဲ့တော့ဟိုပါရမော်ဒါနဲ့လာပြီးတော့ဟိုဖြစ်တဲ့အချိန်မှာအယတပြည်သူတွေမတည်ဆုံးနေမဲ့တည်တည်ဆုံးရတာလည်းတွေ့ရတာပေါ့ယတပြည်သူကိုယတပြည်သူတည်ခြင်းတည်စေကွာဟုတ်တယ်ဟုတ်တယ် about မျိုးပေါ့နော်အခုကတော်တော်ဗိုင်းရိုင်းဆုပ်ပွဲတဲ့ပုံစံမျိုးဖြစ်နေအောင်ကွာ ဒီလမ်းပိုင်းမှာဆိုလဲဒါအဲသူကဒီခီးတဲ့ကားတွေနဲ့ပါဒါသူကရောင်ဆောင်ပြီးလိုက်တဲ့ပုံစံမျိုးရှိလားညက်ညက်ပြီးလိုက်တာအဲညက်ပြီးလိုက်တာမျိုးရှိလားအဲပြီးတော့တခုခုဖြစ်ပြီးဟေးဆိုတဲ့ခါကျရင်ဒီပြည်သူပေါ့နော်အဲဒီခီးသွားလာနေတဲ့ခီးတဲ့ပြည်သူကိုတရားခံလုပ်ပြီးတော့အာဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေမလုံရဲမကန်ရဲအောင်အဲအကန့်သက်ချက်တွေများသွားအောင်ဆိုပြီးတော့တရားခံလုပ်တာမျိုးတွေဖြစ်လာပြီးတော့သူတို့လှုပ်လိုက်လို့ပဲဒါဒါတက်ဖွဲ့တွေဟုတ်တယ်ဟိုတာဝန်ပို့များသွားတာပေါ့ဒီရောင်ဆောင်ပြီးလိုက်လာတဲ့ကောင်းတွေကိုလည်းပြင်းရတယ် သတင်းရတဲ့အတိုင်းပဲရှင်းလင်းရတာမျိုးကြီးလုပ်တယ်တိုက်ပွဲဖြစ်တယ်အဲအဲ့လိုပဲတိုက်ပွဲကြားထဲမှာပိတ်မိနေတဲ့ပြည်သူကိုလည်းကယ်ရတယ်ကယ်တဲ့အချိန်မှာကိုပဲအခုဒါဒါဒီဟိုကောင်းနေပြီလုပ်တဲ့ဒါလက်နေကြီးပေါ့နော်လက်နေကြီးပြစ်ကူပြီးရစကန်တစ်ခုကနေပြစ်တဲ့ဒါအားကြောင့်မလို့ဒါပြည်သူ၃ဦးတိဆုံးတယ်ပေါ့နော်တိဆုံးရဆိုတော့ဟိုတိဆုံးတာအချိန်မကောင်းစရာဖြစ်တယ်ဒါပေမဲ့လည်းဟိုပေါ့တော့တပ်ဖွဲ့တွေကတော့ဟိုပြောထားတယ်ပေါ့နော်ပြောတာဒီလမ်းပိုင်းတွေမှာသွာလာမှုတွေ view site ပါမလို့ပဲဖဲနဲ့သူကခီးသွာလာမှုတွေမရှိစေချင်ဘူး အဲခီးသွားလာတဲ့ခါကျရင်ဒီလိုမျိုးဟာတွေကြုံရနိုင်တယ်အဲအဲ့လိုမျိုးကျရင်ဘယ်လိုမျိုးတွေလှုပ်ဆောင်မှာဆိုပြီးတော့အဲတို့တွေအတက်နိုင်ဆုံးတော့ဒါဟိုဘောတော့ပြည်သူကိုသတိပေးတာမျိုးရှိတယ်အတိပေးရမျိုးရှိတယ်တောင်းဆိုတာရှိရအဲပြည်သူကလည်းအဲ့ဒါကိုတော့နည်းနည်းလေးတော့ခေါင်းနဲ့ထည့်တယ်အဲ့တော့တကမသွားမဖြစ်သွားမယ်ခီးလာဆိုတဲ့ဟာမျိုးသိတင်တယ်ဗောနော်အဲလုံးဝအပျော်ပါပုံစံမျိုးသွားတာမျိုးဆိုရင်တော့ဒါမဖြစ်တဲ့ကိစ္စဘူးအဲကြတော့အခုဒီအပျော်ပါတစ်ခုမှတ်လိုက်တာနဲ့ဒါမှမဟုတ်လေဒါမသွားလဲရတဲ့ခီးတစ်ခုကိုသွားလိုက်တာနဲ့အခုအသက်ဆုံးရှုံးရတယ်ဆိုတော့ အဲ့ဟာကိုစစ်ကောင်စီတာဝန်ယူမှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်ပြောချင်တာ तू ကအဲ့လိုမျိုးသွားလေကြိုက်လေ तू ကလှုပ်ထားတာအပြင်သွားဖို့အတွက်ကိုပဲ तू တိုင်တော့တာမျိုးရဲ့အဓိကအဲ့လိုပေါ့ဟိုဟိုစီရမဲ့နေရာမျိုးတွေမစီဘူးဆိုရင်အတင်းသွားပြီးတော့လူစုပြီးတော့စီခိုင်းတာမျိုးအဲအဲ့လိုမျိုးပုံစံမျိုးရတော့လုတ်တဲ့ကောင်ဆိုတော့အခုလိုမျိုးလဲဒါသူတို့ကသွားစီခြင်းတယ်သွားတဲ့ခါမှလည်းခုနလိုအကာအွယ်ယူလို့ရတယ်အကာအွယ်ယူပြီးတော့ပြစ်ခတ်တဲ့ခါမှလည်းဘယ်သူထိထိဆိုပြီးတော့သူကလုတ်တယ်ပြီးကြရင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကိုအကြမ်းဖက်အဖြစ်သူက ပုံဖော်လာနိုင်တယ်။ဒါကကျွန်တော်တက်ဖွဲ့အကြောင်းမလို့ဒီလိုဖြစ်တာပါဆိုတဲ့ပုံစံမျိုးသူတို့ဘက်မှာတေချာပေါက်ဝါရဖြစ်အောင်အဲကျွန်တော်တခုအကြံပေးချင်တာကလည်းအဲ့ရမှာလည်းအကြံပေးချင်တာရှိဒါကတော့အကြံပေးတာဟောပါဗောဒီတော်လိုင်းတက်ဖွဲ့အနေနဲ့ဒီဖြစ်ရက်တွေမှတ်တမ်းတွေပေါ့နော်တက်တည်တွေကိုကျွန်တော်တနည်းနည်းနဲ့ချပြစီချင်ဒီကောင်းနေရတော့တေချာပေါက်အဲဥစ္စာကိုသူကလိမ်မှာပဲရှေ့မှာတာဝင်းနေမိတာရောဆရာတော်ဘုရားကြီးကိစ္စတော့လည်းအဲ့လိုပဲလေဒါဒီဘက်ကပဲလှုပ်လို့ပုံစံမျိုးနဲ့သူတို့လှုပ်တယ်ဒါပေမဲ့ ဒါအချိန်တန်တော့ဒါပေါ်လာတယ်ဗောနော်အဲ့လိုဟာမျိုးပဲဒီဘက်ကနေပြောကြောင်းလုံတဲ့နာမျိုးတွေရှိတယ်ဗောနော်အဓိကတော့ဟိုဒါပြည်သူတွေထွက်ပြေးရတယ်တင်းရှောင်းရတယ်အခုဆိုရင်ကိုပဲသူကဝါလာပြက် PDF 16ယောက်တည်တယ်အဲ့အဲ့တိုက်ပွဲမှာတည်ရစစ်သားမဟုတ်တော့ဘူးပြည်သူ၁၆ယောက်တည်တယ်ပေါ့နော်ပြီးတော့ပြည်သူ၃ယောက်တည်တယ်အဲ့တည်တဲ့ပြည်သူ၃ဦးက PDF တွေပြစ်လို့တည်တာအဲသူအဲ့လိုပုံစံမျိုးသူတို့ဘက်မှာဝါရဖြတ်နေကြအဲ့ကြောင့်မင်းတို့ဖြတ်နေတဲ့ဟာမဟုတ်ဘူးကွာဆိုတဲ့ဟာမျိုးဒီဘက်ကတက်တည်တစ်ခုခုပေါ့နော်အဲဆိုတာဒီတိုက်ပွဲရုတ်တန်းတာဒါမှမဟုတ်လေ ဒီထွက်ပြေးရတဲ့ပြည်သူတူဦးရဲ့အတန်လားအဲအဲ့အဲ့လိုမျိုးပေါ့နော်ဒါအမှန်တရားတိုင်းထွက်နိုင်ဖို့အတွက်ကိုကျွန်တော်ကလုတ်ပေးတင်တာမျိုးကြီးလုတ်လုတ်စီခြင်းတယ်ပေါ့ဒါမှလည်းဒါစစ်ကောင်စီကရုံပါတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ဟိုပို့ပြီးတော့တိတာထင်ရှားတဲ့သက်တည်တွေဖြစ်မှာပေါ့နော်နောက်တစ်ခါတော့ဒါရောက်ခီးသွားတဲ့အခါပြည်သူတွေမဖြစ်မနေသွားရမယ်ဆိုလို့သွားပြီဆိုရင်လေဟိုစစ်သားတို့ရဲတို့ဆိုတာတိတာပါတယ်စုံတီးစုံပြတ်တိတာပါတော့ခုလက်ရှိအခြေအနေသူတို့ကသူတို့ဘယ်လောက်ပဲရုပ်ဖြစ်လာပါစေ အဲသူတို့ကင်လာတဲ့လက်နက်တွေကိုဘလို့ပဲဝက်ပြီးရယူလာပါစေဒါမဲ့တိကိုတိတာတယ်အဲဟိုဒါဖြီသူပြီသူကပို့တိတယ်စစ်သားနဲ့အရက်သားသူတို့ကပို့ခွဲတတ်တယ်ပေါ့နော်လမ်းလျှောက်တာအစားတောင်းတောင်းကြီးဖြစ်နေတာမျိုးအဲလက်လွဲတက်ဖက်တက်လွဲတာမျိုးအဲပြီးတော့ကျတော့ဒါထိုင်တာမျိုးအဲသူတို့ချင်းချင်းစကားပြောတဲ့အခါမှာဟိုအလိုလိုရှေ့ကြည့်ဖြစ်နေတာမျိုးအဲအဲလိုပုံစံမျိုးတွေကတိတာစီတယ်ပေါ့နော်အဲ့တော့အဲ့လိုကောင်မျိုးတွေများကားပေါ်မှာပါလာပြီးဟေးဆိုရင်ကျွန်တော်ကအိုက်ခီးကိုဆက်မသွားစီချင်တနေရာမှာဆင်းပြီးကြံခဲ့တာမျိုးရင်းကြီးဦးဆိုရင်ပေါ့ ြန်ခဲ့တာမျိုးဒါမှမဟုတ်လဲနောက်ကားထဲမှပြန်ပြီးတော့ဒါလိုက်တာမျိုးပေါ့နော်အဲဒီကောင်နေနဲ့လုံးဝအတူတူကိုမသွားစီချင်တာအဲအဓိကတော့အဲ့လိုမျိုးပါလာပြီးဟေ့ဆိုရင်ကျွန်တော်တို့တော်လိုက်တပ်ဖွဲ့တွေကလည်းအခုဆိုရင်ဒါကားလမ်းမတွေပေါ့ဒီတက်ပြီးတော့ဆုံမှုမှုတွေလုပ်နေတာမျိုးရှိတယ်ပြီးရင်ဒီစစ်ကောင်စီအဲဒီလောက်ခံနေအဲခုနလိုနန်းစီတန်နေပေါ့နော်ပြီးရင်အဲ့လိုဒါစစ်ကောင်စီတွေပြီးရင်ဒါရဲတွေပေါ့နော်ဒီကောင်မျိုးတွေကိုစစ်ဆေးပြီးတော့တွေ့တာနဲ့ခုနလိုဖမ်းဆီးတာမျိုးတွေလုပ်နေတာဆိုတော့တေချာပေါ့ထိတ်တိုက်တွေ့မှာပဲ အတွေ့တဲ့ခါကျရင်ဒါဂျာမညက်စီဖို့အတွက်ကိုဒီလိုកောင်မျိုးတွေဒီလိုအရေးយ៉ាងမျိုးဒါစစ်သားပုံစံလားဘာလားသိပြီးဟဲ့ဆိုရင်မသိငါဦးဟဲ့ဆိုရင်တော့အဲ့ခီးစင်ကိုဖျက်လဲဖျက်စီခြင်းနဲ့ဒါမှမဟုတ်လဲနောက်တစည်းနဲ့ဖြစ်ဖြစ်ပြန်ပြီးတော့လိုက်တာမျိုးပေါ့နော်နည်းနည်းတော့ဒုက္ခများပါဘူးဒါပေမဲ့အဲ့ဒါမျိုးလဲပိုလုံးတင်တယ်ဘာလို့လဲဆိုတော့ပေးလိုက်တဲ့အသက်တွေကမတန်ဘူးလေနော်ဟိုကောင်တွေကဘာမှသိပြီးတော့ကြည်တာမဟုတ်လူမဆန်ဘူးပုံမှာအဲဒါကြောင့်နောက်တစ်ခါတော့ဒါကျွန်တော်အဲဆက်ကောင်စီတပ်သားတွေပြောချင်တာပါ ပြည်သူကိုကာဝယ်မှာလားမင်းအွန်လိုင်းကိုကာဝယ်မှာလားဟုတ်နော်အခုတို့လုပ်နေတဲ့အပေါက်ကဟိုသူကပြည်သူကိုကာဝယ်တယ်လို့ထင်နေတာအဲ့ဒါကိုဘယ်ကနေပြောရလဲဆိုတော့တို့အထက်ကနေပြောတဲ့ဟာအဲမင်းတို့အခုလုပ်နေတဲ့အလုပ်တွေကပြည်သူကိုကာဝယ်နေတာအဲ့ဒါအထက်ကပြောတဲ့စကားပဲရှိတယ်လက်ရှိမြေပြင်မှာမင်းတို့ကပြည်သူတကယ်တတ်နေတာအဲ့ဒါကိုတို့သိတင်တာဟုတ်နော်အဲ့အဲ့လိုဟာမျိုးတွေကိုလည်းကွယ်ကွယ်ပြားပြားသိပြီးတော့ဒါအမြင်မှန်ရဖို့အတွက်ကိုလည်းကျွန်တော်ကပြောချင်တာပေါ့အင်းအဲ့တော့ဒီဟိုဘောခီးသွားပြည်သူတွေအနေနဲ့လည်း ဒါနောက်ပိုင်းဆိုရင်ဒီဒီကာလအလွန်ဆိုရင်ဒါတကြံတို့ဘာတို့ရောက်လာမှာပေါ့တကြံတို့ဘာတို့ရောက်လာတဲ့အခါကျတော့ဟိုမှာအပျော်ခီးရယ်မဟုတ်ပင်မဲ့လေဟိုမှာမိဘဆွေမျိုးယုံယုံပေးရရှိမှာမိဘဆွေမျိုးရှိတဲ့အရက်ပေါ့ဒီလိုနေရာမျိုးကိုသွားမယ်သွားပြီးတော့မှဟိုမိဘရှိတဲ့နေရာသွားပြီးတော့လူကိုလူကိုယ်တိုင်ကိုကြသွားရောက်ကတော့တာတို့ဘာတို့ပေါ့နော်ဝန်နှန်းဆိုလို့ဟိုဝန်နှန်းတယ်လေ sorry ကိုယ့်ရဲ့အလုပ်ရရှိပိတ်တဲ့အချိန်မှာ အခုအိမ်ဆိုင်မဲ့ဖြစ်ဖြစ်ဥမာကားဝက်ရှော့ပဲဖြစ်တခုခုနားရဖွင့်နေနားရပေါ့နော်အလုသမားတွေကိုလည်းအနာပေးရင်းနဲ့ကိုကသွားတဲ့ခါမှာဒါမှမဟုတ်အလုသမားကိုကအလုသမားဖြစ်ခဲ့လို့အလုသမားအနေနဲ့လည်းနားရရှိမှာအမိဘဆွေမျိုးရှိရဲ့နေရာကိုသွားတဲ့အခါမျိုးမှာပြန်တဲ့အခါမျိုးမှာဒီကားတွေကိုအနီးဟိုကားပေါ်လိုက်သွားပြီဆိုလို့ရှိရင်ဒီတနတ်တန်ကြားပြီဆိုလို့ရှိရင်ကားကိုတနတ်တန်နဲ့ဝေးရအောင်အရင်ဆုံးပရမတ်ဆုံးမောင်းလို့ရမရအောင်ပရမတ်တစ်ချက်စပြီးစဉ်းစားသိကျင်တယ်ပေါ့နော်တိုက်ပွဲဖြစ်ပွားရနေရာနဲ့ဝေးတဲ့အတန်နဲ့ အတန်တက်တက်ပဲကြားတဲ့နေရာထိဝေးအောင်ဘလုံးမောင်းရမလဲပေါ့နော်အဲအဲ့ဒီဟာတစ်ချက်မောင်းလို့မရဘူးဆိုလို့ရှိရင်တော့ဒါပထမဖြစ်တဲ့ဖြစ်စဉ်လိုမျိုးမကြုံရအောင်လို့ပေါ့ကားပေါ်မှာရှိတဲ့လူတွေအကုန်လုံးဤသက်ရနေရာမှာဆင်းဆင်းပြီးတော့မှကားလန်းဆိုတာတော့ဘေးမှာတေချာပေါက်ကတော့ရင်နှုံမြောင်းရင်နှုံမြောင်းပုံစံမျိုးရှိတာပေါ့အဲ့ဒီမြောင်းထဲမှာကိုကကိုလူ၂ယောက်၃ယောက်စီဒီလိုခွဲခွဲပြီးတော့မှာ ဆုပြီးတော့မှအဲဟိုဝိနေတာမျိုးဝိနေတာမျိုးပေါ့နော်ကလေးသူငယ်တွေရှိလို့ရှိရင်လည်းကြောက်လန့်နေကြတောင်ပြင်းမြောက်ပြီးမပြေးအောင်လို့မိဘနဲ့နီးတဲ့နေရာမှာရင်ဝင်နဲ့ထဲထားတာမျိုးဒီလိုမျိုးတွေလှုပ်ဆည်ကျင်နေပေါ့နော်အဲအဲ့ဒီအဲ့ဒီဟာလေးလည်းအကြံပေးကျင်နေပေါ့နောက်နောက်တစ်ချက်ကဟိုစစ်စေကောင်စီရောက်အောင်နေရတယ်သောနာညီလေးပြောတဲ့ဟာလေနဲ့1နဲ့မကွဲတာပေါ့နော်ဟုတ်တယ်လေနဲ့1နဲ့မကွဲတာဘာမကွဲလဲဆိုတော့ तू ကအထက်တာဒီအာနာရှင်ရဲ့အမိတ်ကိုနာခံနေတာကို ပြည်သူကိုကာကွယ်နေတယ်လို့ယူဆနေတာ အဲဟုတ်တယ်အဲ့လိုဖြစ်နေတာအဲ့တော့တီချာစဉ်းစားသိကျင်တယ်နှစ်ဖူးပေါ်ပဲလက်တင်နေလက်ပေါ်ပဲနှစ်ဖူးတင်နေနော်နှစ်ဖူးပေါ်လက်တင်နေဆိုတော့ပက်လက်ပေါ်နော်လက်ပေါ်နှစ်ဖူးတင်နေဆိုတော့မောက်ပေါ်မောက်ကိုစဉ်းစားတာဒီလိုလုပ်ပြီးတော့ပေါ်နော်ဘလို့ပဲစဉ်းစားစဉ်းစားစဉ်းစားသိကျင်တယ်ငါတို့အခုလုံနေတဲ့အလုပ်ကပြည်သူကောက်ွယ်တာလားငါတို့မင်းအောင်နိုင်အမိန်ကိုနာခံနေတာလားဒီဟာတစ်ချက်မင်းတို့အဖြေထွက်ဖို့တော့လိုတယ်စဉ်းစားအဖြေထွက်ဖို့တော့လေစဉ်းစားသိကျင်တယ်ပေါ့အဲ့တော့တော်လိုင်းဒီဒီဒီချိန်นี่မသိသေးဘူးပေါ့နော်ချစ်တက်ကိုပဲလုံးဝငါချစ်နေတော့မယ် မှန်တယ်စစ်တပ်လုံရက်တွေမှန်တယ်လို့ဒီချိန်นี้စဉ်းစားနေတော့ဆိုလို့ရှင်ဖြစ်တဲ့ဖြစ်စဉ်တွေကိုလိုင်းပေါ်မှာလေအများကြီးရှိတယ်ကိုနားနဲ့ကြားထားရတယ်အများကြီးရှိတယ်အဲ့တော့နှစ်ဦးနှစ်ဖက်မျှတွေးပြီးတော့မှစဉ်းစားကြည့်ပေါ့နော်အဲ့ဒါငါတို့ကအာနာရှင်ရဲ့အမိန့်ကိုနားခံနေတာလားငါတို့ပြည်သူကိုတကယ်ကာကွယ်နေတာလားဆိုတဲ့ဟာလေးကိုလေနဲ့ဝမ်းနဲ့ကွဲအောင်လို့ဟိုဟာဖြစ်စေချင်တယ်ပေါ့နော်ပြီးရင်စစ်တပ်ကိုထောက်ခံနေတဲ့ဒီ အုပ်ချုပ်ရေးမှူးတွေပေါ့နော်အုပ်ချုပ်ရေးမှူးတွေတို့ကျန်တဲ့ဌာနဆိုင်ရာဝန်ထမ်းအချို့ပေါ့နော်ဝန်ထမ်းအကုန်လုံးလည်းမဆိုလိုပါဘူးဝန်ထမ်းအချို့ကလက်ရှိဘာကြီးလုပ်နေလဲဆိုတော့ကြားတဲ့သတင်းတွေရဆိုရင်ဟိုချစ်မှုထမ်းကိုဒါချစ်မှုထမ်းမင်းအောင်လည်းချစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပေးလိုက်တာဒီအောက်ကလူတွေအတွက်ချမ်းသာဖို့အခွင့်အလမ်းတရရရသွားတယ်လို့ပဲဟုတ်တယ်နော်လောက်ခံခွင့်ပေးလိုက်တဲ့တိုင်းဟုတ်တယ်ဟိုတရားဝင်ဓမြတိုက်ခွင့် ပေးလိုက်တဲ့အတိုင်းပဲဟုတ်တယ်ပေးလိုက်တယ်လို့ပဲကြီးအခုဘလို့ဖြစ်နေလဲဆိုတော့ तू ကဒီရက်ွက်တစ်ခုတည်းမှာဟိုးကိုမြို့ရွာတရွာတည်းမှာဟိုးကို तू အလှဲကြစနစ်နဲ့ပဲအခုကခေါ်တာခေါ်နေတာကတော့အလှဲကြစနစ်နဲ့ပဲဒါပေမဲ့အလှဲကြကဘလူတွေရဲ့အလှဲကြနေလဲဆိုဆင်းရဲနောမားသူတွေရဲ့အလှဲပဲကြနေတယ်ငွေကြီးရှိတဲ့လူတွေရဲ့အလှဲကမကြငွေကြီးရှိတဲ့လူတွေအလှဲဘာကြောင့်မကြလဲဆိုတော့ तू ဟိုတစ်ပတ်စင်နှစ်ပတ်စင်ကြော်ကျင် तू ကြေးနဲ့လာသေးတယ် သူကတပတ်စင်ကြော်ကျင်ဘယ်လောက်နှစ်ပတ်စင်ကြော်ကျင်ဘယ်လောက်သုံးပတ်စင်ကြော်ကျင်ဘယ်လောက်အဲအဲ့လိုမျိုးနှစ်ပတ်စင်ကြော်ကျင်သိန်း90သုံးပတ်စင်ကြော်ကျင်သိန်း80အဲသူအဲ့လိုမျိုးအဲ့အဲ့ဒီဂျားထဲမှာ discount တွေပါရှိတယ်အဲဟုတ်တယ် promotion ကလာတော့တကြံကြရင်အဲ့လိုအဲ့တော့သူတို့အနေနဲ့လည်းပြည်သူကဒဏ်ခတ်တဲ့အခါကျရင်တော့ဟုတ်နော်နာမဲအခုလည်းတန်ခတ်နေပါပြီအဲ့ဒီဟာတော့အဲ့ဒါတော်တော်လေးစဉ်းစားသိနေတယ်လို့ပြောနေတာပေါ့နော်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းအဲဒီတော်လိုင်းကာလမှာ အခကြီးသွားတဲ့ဟာမှာတော်တော်ကြီးရှောင်ရှားစေချင်ပါတယ်ဒါပေမဲ့ခကြီးသွားတာကိုရှောင်ရှားစေချင်တယ်ဆိုငါတို့ကမသွားဘဲနေရမလားမဟုတ်ပါဘူးသွားတဲ့သွားထိုက်တဲ့လမ်းကိုသွားပါသွားတဲ့ခါကျရင်လည်းအန္တရာယ်ကိုကျွန်တော်တို့ပြောသလိုပဲအကြံပေးသလိုပဲအကြည့်ပြီးတော့ရှောင်နေချင်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းကျွန်တော်တို့ပြောပြသလိုပဲလေနေဝိုင်းနဲ့ကွဲစေချင်ပါတယ်ပြီးရင်ပြည်သူလူထုကိုအုပ်ချုပ်နေပါတယ်ဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနော်မြို့နယ်အုပ်ချုပ်ရေးမှုတွေကျန်တဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်းငါတို့အာဏာရှင်ကိုကာကွယ်နေကြလား နော်ပြည်သူလူထုကိုဖိနှိပ်နေတာလားပြည်သူလူထုစီကနေငွေကြီးအတင်းအားမရယူနေတာတွေလဲရတန်းရက်ပြီးတော့မှဒါတကယ်ဟုတ်ကိုပြည်သူလူထုအကျိုးရှိတဲ့အစိုးရတွေကပေါ်ထွန်းအောင်လို့ဝိုင်းဝန်းတိုက်ဖြတ်ပေးကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်